ေးမင်္ဂလာပါရှင်။တဲထိတ်ရှင်ဘိုပရလောကဇလံတွေကိုမှနားဆင်လို့သူများအတွက်ကျမတို့ရဲ့ BMS Channel ကနေကြိုဆိုလိုက်ပါပြီ။ BMS Channel မှာတင်ပြပေးမယ့်ဇလံလေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလံသစ်တွေတင်နိုင်မှသိရှိနိုင်အောင်လည်းဘေးနားအနုဒီပဲခန်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးရှင်။ဒီကနေ့ကျမတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကပ်ဘလူးရေးသားထားတဲ့ ဖားမဲ့ချိန်နဲ့မကောင်းဆိုးဝါးရွာစရိဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါ යි ။နားတော်တဆင်ပေးကြပါအောင်ရှင်။ကောင်းကင်၌ကြေအောင်များကအနှဲငယ်သာရှိ၏။မျက်စီတဆုံမြင်နေရ၏ကွင်းပြင်များ၌ရေများလည်းတပွေးပွေးဖြစ်လို့နေခဲ့တယ်။တစ်ပင်ကြီးငယ်ဟုသမျှသည်ရေအလယ်၌ထီထီကြီး ပေါရောက်နေခဲ့ပြီးပရည့်အော်တာပင်မကြားရလေအောင်စုညံတမ်းမရှိတိတ်ဆိတ်လို့နေခဲ့တယ်။ရှင်ညိုသည်မိမိရောက်နေတဲ့နေရာကိုအကဲခတ်နေမိခဲ့ သူမရောက်နေတဲ့နေရာကိုအံ့ဩစွာကြည့်နေမိရဲ့ထို့စဉ်သူမခြေထောက်ဖြင့်နင်းထားတဲ့အရာဝိတ္ထုစီမှအတန်တချို့ထွက်ပေါ်လာပြီးငုံကြည့်မိရာဟင်းကနေသူမအံ့ဩသွားခဲ့တယ်။အခောင်းကြီးတစ်လုံးသူမခြေထောက်အောင်နိုင်ရှိနေသည်ဟာမြေပြင်လည်းမဟုတ်ဝါးပေါင်လည်းဟုတ်မနေခဲ့ပဲလူတွေများမြုပ်ရာအခောင်းကြီးတစ်လုံးဖြစ်နေခဲ့တယ်။အခောင်းကြီးအတွင်မှထုရိုက်တံများတုံးတုံးထွက်ပေါ်လာခဲ့ရာရေလယ်၌ရှင်ညိုတယောက်အခက်တွေ့နေခဲ့လေ။ထို့အခါအခောင်းကြီးရဲ့အဖုံ၌တွေ့ရတဲ့ လက်ကင်ကွင်းတစ်ခုကိုရှင်ညိုလှမ်းဆွဲလျော့ထိုလက်ကင်ကွင်းတို့မှာကျိုးများမဟုတ်ဘဲသပင်များဖြစ်ပြုတ်လုထားတဲ့သပင်ကွင်းများဖြစ်လုံနေသည်ကိုသိလိုက်ရတယ်။အခုတခါအခောင်းထဲမှာတွန်းတိုက်မှုကြောင့်ရှင်ညိုဟန်ချက်ပြက်ပြီးရေထဲသို့ထိုးကျသွားခဲ့တယ်။ရေထဲသို့ကျသွားတော့လည်းအ мян ကူးခတ်ပြီးနီးရာသပင်စီသို့သွားရလျက်သပင်ရဲ့အကိုင်းခတ်များကိုဆွဲပြီးနေရတော့လည်းအခောင်းကြီးအားရှင်ညိုလှမ်းကြည့်နေခဲ့တယ်။အခောင်းကြီးတီဟာရေစီးနဲ့အတူမျောပါသွားလိမ့်ပြီဖြစ်တယ်။ တို့မြင်ကွင်းအားရှင်ညိုမျက်စိတစုံငင်း၍သာကြည့်နေခဲ့ရတယ်။မမမထသေးဘူးလားထတော်လေကျုပ်တို့ထမင်းသွားစားဖို့နောက်ကျနေပြီ။ဟဲ့ကောင်မလေးအမဖြစ်သူအိပ်ပါစေအေးညီးနဲ့အိမ်လေဒီထမင်းမဲစားနေရတာကိုကဲဟုတ်ခဲ့တယ်။အိုးအမေကလည်းအလူအကျွေးရနေတော့တူမလားအလူအကျွေးရငါးချောက်ကျော်ကျုပ်ကတိတ်တိတ်တာ။အေးပါအေးနောက်ရကျုပ်အိမ်ရဟင်းညီးကိုမကျွေးတော့ဘူးကိုဟာကိုအလူအိမ်မဲလိုက်စားကြည့်ရော့။အမေကလည်း နန်းကြိုင်တဲ့ဒေါ်ဝင်တို့ရဲ့အတန်ကြောင့်ရှင်ညုံနိုးလာခဲ့တယ်။အိယာများတိမ့်ပြီးတော့လဲရှင်ညုံငုံငိုကြီးဆက်ထိုင်နေမိရဲ့။အတွေ့ထဲနိုင်လဲအိမ်မက်ထဲမှာအခေါင်းကြီးကိုမြင်အောင်နေမိလေ။မမထပါတော့ဆို။ဘာလဲနေများမကောင်းလို့လား။ဟုတ်ပါ ရှင်ညွာခိုင်းဆိုစောစောထတတ်ပါနေများမကောင်းလို့လား။ကြုံနေကောင်းပါအရှင်။ဒါနဲ့အဖေရောဘဲသွားလဲ။ညီဖွာအစွားတည်းအလှူအိမ်သွားပြီလေ။ညီညမတခိုင်းလိုက်သွားပါပြောနေအောင်။ တင်းရညီးနေမှာအတူသွားမယ်ဆိုပြီးစောင့်နေသည်။ဒါဆိုမမခနားဆောင်တော့ညီမလေးမမမျက်နှာအမြန်တက်လိုက်မယ်။ရှင်ညဝပြောပြီးချက်ချင်းထရွေ့ပြင်ဆင်တော့တယ်။နန်းချန်ရတော့ကိုပြင်းနိုင်ထိုင်ပြီးစောင့်နေဆိုင်။ရှင်ညအဝတ်စားလေးပြင်ဆင်ပြီးလေမှညီမနှစ်ယောက်အလှူအိမ်ရှိရာကိုသွားကြတော့တယ်။အကြီးအလှူအိမ်မသွားဘူးလားဗျ။မသွားပါအောင်ဟဲ့။ညညမတော့သွားလိမ့်ပြီ။ဒါနဲ့နေရရောမသွားဘူးလား။ကျုပ်အခုပဲပြန်လာတာ။ကုတင်နာဝိုင်းကူပြီးအိမ်ပြန်အဝိစာလဲလာတာဗျ။ အေးဘဲနဲ့လေစီရဲလာမောင်ရဲ့စီချက်ကတော့ဗျာထမင်းတော်ချက်မနိုင်ဘူးအီရဲလို့ပြောရင်းနဲ့မောင်သည်ပေါ့စိန်ကိုယူပြီးချင်းမြကိုထိုင်ကာခုတ်ခွဲနေကြတော့တယ်ကျုပ်ကမနစ်ကညာလာခြင်းနေရဗျတကြီးပေါ့နေရတကာကျုပ်ကိုဥဆောင်ခိုင်းနေရနဲ့မလာနိုင်ဘူးဒွန်ဝီကအိမ်လိုက်ထင်းပြက်နေပြီဆိုရင်မောင်ကထင်းတာခုတ်ပြီးနေခြင်းဖြစ်တယ်အေးဟဲ့တို့တကြီးရလေနေ့မယ်အားကိုနေရကြည်ရတာသူ့သားတန်နေ့ကိုတကြီးရသူပေးမလို့ထင်တယ် အမလီပြမလုပ်ပြစီနဲ့တော်နီကျုပ်အမေနဲ့ကျုပ်ပါရံမတက်စဘူးတက်ကုန်မှာဟုတ်နေပါအောင်မေမောင်အောင်စကားကြောင့်တော်ဝင်ပြုံးလီဟောအလူအိမ်မှာမတွေ့ပါဘူးလို့တွေ့နေရကိုကြီးအဝါဒီကိုရောက်နေရကိုဗျအမေအဝိစားရင်လာနေလိုက်တာအလူသွားကြမလို့လားခင်မကျင်းနဲ့မောင်တို့တို့တော်ဝင်ကမေးလီပြန်လာတာအကြီးရဲ့ယော့ဒီမှာအကြီးတွေငချောက်ကြော်တကြိုက်အဖွားနဲ့ရှင်ညိုတို့အလူမှာတွေ့ခဲ့တည်ရဲ့ အရင်မလိုက်လာဘူးဆိုတာသိလို့ကျောက်ကငါချောင်းတကြိုက်အလူရှင်ကိုနိုင်စွေစီကတောင်းလာခဲ့တာဗျဟဲအားနာစရာကြီးအားနာပြန်ပြေးလိုက်ဗျကျောက်ကငါချောင်းကြော်ဆိုတိတ်ကြိုက်တာနေနေနေပါဟဲငါပဲယူထားလိုက်ပါမယ်ကိုကြီးအောင်ပြေးဗျကျောက်ကဝိုင်းကုန်မယ်အသာနေပါကွာမင်းဝစ်စားရင်လဲမမလဲရသေးရငါဘာသာခုတ်ပါမယ်ဒါဆိုလဲပြီးတော့ဗျကျောက်အိမ်ပြန်ဝစ်စားလဲလာအောင်မယ်ခဏနေမှပြန်လာခဲ့မယ်ရီကျုပ်တို့လည်းပြန်လာအောင်မယ် အေးအေးခင်များချီကျေးဇူးပါပဲအေးရပါတယ်ကြီးရဲ့ခင်များချင်းနဲ့မောင်တို့တို့အိမ်ပြန်သွားကြတော့တယ်ကွန်တဝအကြမှာမောင်တို့ပြန်ရောက်လာခဲ့တယ်အကိုဖြစ်သူမောင်အောင်ကိုခဏနားစီပြီးပေါ့စိန်ကိုလက်လွဲယူကာထင်းကူခုန်နေခဲ့တော့တယ်ညနေခင်းတို့ရောက်လျော်ဖောမေစိန်တို့မိသားစုလေးသည်ညစာကိုအတူဝိုင်းဖွဲ့၍စားနေကြပြီဖြစ်တယ်အဖေရေဖာကျုပ်တို့လာရတော့ဆိုရဲချန်ပြင်းမအတန်ကြားလိုက်ရဟင်ဒါမင်းရဲ့အတန်ပဲဟဲ့ မိညက်တကယ်ရောက်လာတာပဲဤဒေါနော်ခန်းနဲ့မိညက်တို့ရောက်လာခဲ့တယ်။ဘောင်းမေစိပြီးထမင်းစားတာကိုရက်ပြီးဒေါနော်ခန်းတို့ကိုဝမ်းသာအားရကြိုးစားတယ်။ဘသူတွေပါသေးလဲသမီး။မပေါင်းအမေကြီးကျုပ်တို့ကလဲကြုံနဲ့လိုက်လာကြတာ။အေးအေးအေးခြေလက်စေးကြပြီးထမင်းအတူတူစားကြရအောင်ဤ။ဟုတ်မေကျုပ်တို့လည်းစားနေရတဲ့အတော်ပဲ။မိညက်နဲ့ဒေါနော်ခန်းတို့ကခြေလွယ်အိမ်များကိုခြားထားခဲ့ပြီးလက်များစေးကြတယ် ဒေါဝင်နဲ့ရှင်ညိုတို့ကထမင်းများခုကတ်ကထည့်ပေးထားကြတယ်။ကဲလာကြဤဒီနေ့တော့ထမင်းစားမြင်ပြီပဲဤ။ဟုတ်ပါရဲ့တော့ကျုံညမတို့တရိယာနေရမိညက်ဒီမှာအကြီးအချင်းမဟင်းနဲ့ကြက်သားလေးချက်ထားတယ်။ရော့ထဲသားနော်။ဟုတ်ကဲ့အကြီး။ဒေါ်တော်ခန်တို့ရောက်လာကြတော့ဗားမေစိန်တို့မှထမင်းစားရတာပုံရိပ်မြင်ကြတယ်။အတူပိုင်းဖွဲ့စားကြရကြတော့ထမင်းတအိုးလုံးကုန်မမ်းမသိကုန်သွားခဲ့တော်တယ်။ထမင်းစားတော့ပြီးနောက်အကျန်းကြီးကိုတအိုးရှင်းနိုင်ချပြီး ဒေါ်ဝင်းတုတ်ထားပြီးပဲကျန်းတုတ်လေးကိုစားရင်စကားစမီပြောနေကြတော့တယ်။နော်ခမ်းဖွားရုပ်စီကိုအလဲလာလာသမီးဖွားမေစီဟာမီရောဒေါ်နော်ခမ်းသည် အကျန်းကြီးကိုတောင်းရင်ခေါင်းကိုခါရန်နေ။မဟုတ်ရပါဘူးအမေကြီးရဲ့ကိစ္စရှိနေလို့ပါလို့ပြောလေ။ဒေါ်နော်ခမ်းနဲ့ဖွားမေစီတို့ရဲ့စကားဝိုင်းကိုဒေါ်ဝင်းတို့ရှင်ညိုတို့သည်နှပီးလိုက်တာထိုင်ပြီးနားထောင်နေကြတိုင်းဘာကိစ္စများတော့သမီးရဲ့ကျုပ်တို့ပညာသွားပြန်ရမယ်အမေကြီး။ဟေး ဘသူ့ကိုသွားပြန်ရမှာလဲတမီးရဲ့ဒေါနော်ခန့်မဖြေသေးပဲပဲကြံတုတ်ပကံကိုလှမ်းယူလိုက်တယ်။ကဝင်ရာစာတယောက်ကိုပညာပြန်ရမှာအမေကြီးဒီကောင်ကမကောင်းဆိုးဝအမိပြုပြီးသူ့ပညာတွေဒီထက်မကတက်ဖို့ကြိုးစားနေရဲ့လို့ပြောကပဲကြံကြော်တစုံကိုခက်ယူပြီးပါဇက်ထင်းလိုက်ကြိတ်ချီကဝါယူနေခဲ့တော်တယ်။ဘွားမေစရာထပ်မမီပဲအကျဉ်းအီတောင်းနေရဲ့တည်ကျင်နေသောရှင်ညိုကမနေတာတော့ပဲအကြီးကဒီကြောင့်ဘလို့တည်ရလဲလို့မေးလျော့ ဒေါနော်ခန်းကရှင်ညွတ်ကိုကြည့်ပြီးအထက်ကရှင်းခိုင်းလိုပဲရှင်ညွတ်ဒီကဝေရစာအခုနေမရှင်းပြစ်နိုင် နောက်ဆိုပိုခတ်လာနိုင်တယ်အထက်ကရှင်းခိုင်းလိုဒေါနော်ခန်းရှင်ညွတ်စကားခေါင်းငိမ့်လိုက်တယ်ခရီးရှည်လာသမီးသုံးလေးရက်တော့ကြာနိုင်တယ်အမေကြီးအမေကြီးလိုက်နိုင်တယ်မဟုတ်လားဟွန်းအမေမလိုက်နိုင်လို့တော့မရအောင်နော်ဒီကဝေရစာကျုံနယ်ချင်းညိုကြီးပဲမရှင်းနိုင်ဘူးအမေကြီးရဲ့ ဒေါနော်ခန်ကဖွားမိန်စင်ညင်းမီကိုစိုးရင်ပြီးစကားကုံပြောလျော်တယ်။ဖွားမိန်စင်ကဒေါနော်ခန်ကိုကြည့်ပြီးပြုံးတယ်။ဖွားလိုက်မှာပါသမီးရဲ့။ဘာမှမစိုးရင်ပါနဲ့အေးလို့ပြောတော့မှဒေါနော်ခန်ပြုံးနိုင်ရှာတယ်။ဒါနဲ့အရင်အဲ့ဒီကဝေရာစာက အသက်ဘယ်လောက်ရှိပြီလဲ။အသက်ကတော့200နီနီရှိလောက်ပြီရှင်ညို။ဘလို့အသက်200ဘလို့ကြောင့်ပြောရတာလဲအရှိရဲ့ဘလို့ကြောင့်ပြောရတာလဲဆိုတော့ဒီကဝီကောင်ကသူ့ရဲ့ကျင့်စဉ်တွေနဲ့ သူ့အသက်ကိုဆွဲဆန့်ထားလို့ပဲရှင်ညို့ကျင့်စဉ်တွေနဲ့ဆွဲဆန့်နေဒါတော့ထားပါဒါပေမဲ့နှစ်နေရာလောက်ထိတော့အချက်ကဒီလူကိုမရှင်မဲဘာလို့များထားထားရရလဲဒါကတော့သူတို့အကြောင်းနဲ့သူတို့ရှိလို့နေမှာပေါ့ရှင်ညို့ရင်အခုတော့ရှင်းလို့မရတဲ့အဆုံးအကြီးတို့တောင်းဝင်ပေးကြတာပဲဤရှင်ညို့လည်းတော်တော်ခန်းစကားကိုကောင်းလေးညှိရင်သူ့ရဲ့အတွေ့များတွေ၌တက်တန်းနေရာကြော်များရှိရဲ့ကပေးရသားကိုပုံဖော်လုပ်နေခဲ့နေရဲ့နောက်တနေ့နဲ့နဲ့တော့ရောက်တော့ ရှင့်ညိုဒကြူကြီးတကန်ကိုင်းနဲ့ဘာလို့မလို့လဲအိဒေါနာခန့်ဒကြူတန်ကိုင်းထားတဲ့ရှင်ညို့အမေလေရောရှင်ညို့ကနန်းချိုင်နဲ့မိညာတို့ကိုမင်းငော့ပြီးသူတို့လေမကြီးသေးစားကျင်နေဆိုလို့သွားချူချပေးမလို့အကြီးရဲ့ဟဲဘယ်မှာတော့မကြီးပင်ရကျုပ်တင်ငယ်ချင်းပိန်သေးမတော့ဝါရသွားချူမှာအကြီးအကြီးရောစားကျင်လို့လားနေပါအေးမစားတော့ပါဟိုကလေးတွေမကြီးသေးခုမဲ့ဆိုပို့ခုလာခဲ့ဒီနေ့နေ့လေကြာထမင်းစားရင်မကြီးသေးစိမ့်လေးထောင်းပေးမယ်ဟုတ်ကဲ့အကြီး ဒွန်ဝီရမကြီးကြီးများပုတ်ခူးလာရမှားလိုက်လျာဒေါ်နော်ခန်းမှာရှင်ညိုတို့မတားနိုင်တော့ပဲပြုံး၍သာနေရှာတော့တယ်။တမီးနော်ခန်းလာ၏ရင်းနှွေးချမ်းတော့ညီတူမရတာလိုက်ကြည့်နေခေါင်းတွေသာမူးနောက်သွားမယ်။ဒင်းနော်ကချိန်ငိမ့်မှမဟုတ်ဘူး။မိညာရောက်လာတော့အဖွဲပိုးတောင်သွားတာမေး။အမိမရရှင်ညိုကြမနိုင်စားရဲဘူး။မိညာကသူ့အလိုလိုက်တော့နေရာတကာခေါ်ရော။ဟောအဲ့ဒီမိညာကရှင်ညိုပါထက်ခေါ်တော့ရှင်ညိုပဲနေသားမလဲတော့နေရာတကာလိုက်ရတော့တာပေါ့။ ။ဟောမေစီတို့လည်းရှင်ညိုတို့အကြောင်းပြောရင်းပြုံးလီခဲ့ကြတယ်။ဒါနဲ့သမီးတော်ခန့်ဘောရုခီကဘယ်တော့လောက်စထွက်မလဲ။မနဲ့ပြန်မဲသွားကြရမယ်အမေကြီး။အေးအေးဒီလိုဆိုမောင်တို့တို့လည်းသွားပြောခိုင်းနိုင်အောင်မတော်ကကြမှာပါ၏။ကျုပ်ခုပဲသွားပြောလိုက်မယ်အမေ။အေးညီရအားပြီလား။သမီးတို့တအိုးချက်ပြီးမေရဲ့ခင်ရတော့အပြင်းမချက်မယ်။အေးအေးအေးသွားပြောပြီးအိမ်ကိုတန်းပြန်လာနော်။ညီရကြုံမြေးပြီတန်းဆိုတယ်။ရွာရဲတခါသွားရင် တနေ့ကောင်မှပြန်လာတာဟုတ်တော့ဘဲနဲ့ကျုပ်ကနော်ခမ်းတို့ဟင်းချက်မကြွေးပဲရွာရင်းလည်နေပါမလားအမေရဲ့အမေပြောမှကျုပ်ကနော်ခမ်းအိမ်မကက်တဲ့ရွာပြောကြီးလို့ထင်နေပါမယ်မေရဲ့ဒေါ်နော်ခမ်းကတော့ဖွားမေစင်တို့တားမိပြောသမျှကိုထိုင်နာထောင်ရင်ပြုံးနေခဲ့တယ်ဒေါ်ဝင်းကတော့ဖွားမေစင်ကိုပြောပြီးချပိန်ကိုပြင်ဝိတ်ကရွာရဲသို့ထွက်သွားလျော်တယ်မကြီးသေးရပြီမေအမေမကြီးသေးရပြီမေအမေမကြီးသေးဘယ်နားထားရမှာလဲ ကျုပ်ကောင်းပေါ်သာလာတင်လိုက်ကြဟာအဖကလည်းအဖကောင်းမှဘလို့တင်လို့ရမှာလဲဩညီရကျုပ်ကောင်းပေါ်တင်လို့ရရင်တင်မယ်ဆိုတဲ့သဘောပေါ့လေဟုတ်တလားနန်းကြဟိမတင်ပါဘူးဖွာရဲ့ဒီစကောထဲမှာပဲထည့်ထားလိုက်ပါမင်းနန်းကြံရာပြောနေရင်မှထွက်သွားတော့တယ်မမညက်စားနေညိုကြီးလေးတွားอยู่လောင်ကြီးရတာအိမ်မှာအမိလည်းရှိပုံမပေါ်ဘူးတော့ဘာလို့တော့အေးညီတခါလေးယူမလာပဲနဲ့ကျုပ်မယူရဲဘူးတော့အဖကကျုပ်ကိုစုနေရ ဟဲ့ဒါဆိုငါလည်းမယူရဲပါဘူး။နန်းကြိုင်နဲ့မိညာတို့ရဲ့အကြီးကရှင်ညို့ထံရောက်လာခဲ့တယ်။သူ့ကိုမကြည့်ကြနဲ့နော်။မကြည့်သီးလဲခူးပေးပြီးပြီ။ကျန်တာတော့ကို့ဘာသာလို့ပို့စဉ်းစားကြတော့လို့ရှင်ညို့ကပြောလျော့နန်းကြိုင်တို့မျက်နှာမှာညှို့ကြသွားတော့တယ်။မကြည့်သီးလျှစားကျင်ကြလိနော်မမမိညာ။စားလိနဲ့များစားလိုက်ရင်ဘလောက်တောင်ကောင်းလိုက်မလဲ။အေးဟဲမကြည်သီးစားကြင်လို့ငါ့မှာတည့်ရီတောင်မနှဲမြိုချနေရစားလိမရရှင်တိတ်ကောင်းပါပဲအေး တနာခွေအမူအရာနဲ့ပြောနေတော့နန်းကြိုင်နဲ့မိညက်ကိုကြည့်ပြီးရှင်ညိုပြုံးမိရဲ့ကဲကဲအဲ့ဒီလောက်တနာလုံးပြမနေကြနဲ့ဒီဟာစိတ်ခံတိတ်နုညံ့တာခနာဆောင်ကြောင်တွားယူပေးမယ်လို့ပြောကရှင်ညိုလည်းခြံဝိုင်းတဲဝင်လာခဲ့တော့တယ်ကွပြစ်ပေါ်၌ဖွားမေစင်းနဲ့ဒေါ်နော်ခန်ကစကားလက်ဆောင်ကြနေသည်မို့သူ့အားတတိမပြုံးမိကြပြီကျိုကမိဖို့တဲ့သူအမြန်ဝင်၍စားနဲ့ငှို့တီများထဲ့ကျူလာပြီးချန်ပြင်းပန်း၌ထိုင်နေသောနန်းကြိုင်တို့စီကိုပြန်ထွက်လာခဲ့ရော် ဟေးဒါမှတို့မမကွာတူတူပြောစမ်းမှာနန်းကြံရဲ့နေရလေအစားဘလူးပဲနော်နန်းကြံရမိညာပြောတာကိုပြန်၍ပင်မပြောဘဲမကြီးကြီးနဲ့အစားများကိုတို့ယူပြီးအာပါတရာစားတော်လေဟေးကောင်းမလေးဘာစားနေကြလဲယောကိုကြီးတို့နဲ့ကိုကြီးအုံးတို့ပါလားဘာမှမစားပါဘူးတော့အမေဖွက်တယ်ဗောပြာစမ်းဘာစားကြလဲမောင်တူကလူဟန်ပြင်နေတော့မှမကြီးကြီးစားနေရတော့အမလီဗျာမကြီးကြီးစားအမြ မြို့စာရီစားနေတဲ့အတိုင်းတွန့်တော်နေလိုက်တာနန်းကြိုင်ရာဒါမြို့စာရီတဲ့ပူကောင်းနေတော့တူတူတော့ဆောင်မြို့ဝဟာရီဆိုင်ပူတော်ရှာလေသွားအောင်မေဟွန်းမကြီးတရားပြင်မြို့မှာလည်းရှိပါရဲ့နန်းကြိုင်ရဲ့တီးဦးတော့ကျုံကြိုင်ကျုံစားမှာပဲတော်တော်အဖအကိုကြီးတို့လိုစောင့်နေရဟောအေးအေးနန်းကြိုင်ကမောင်တို့နဲ့စကားပြန်ကမပြောနိုင်တာကြောင့်ဘွားမင်းစင်စောင့်နေတီးလို့ပြောကပါထုံလိုက်လေအကြီးနေကောင်းနေနော်တူတူရီးကြီးရတာအမဲနုပြိုနေရာပဲပြို့ စေကောင်းလေးရှိရင်လည်းကြုတ်တို့ပေးပါအောင်ဗျာနေကောင်းပါကွယ်ခင်များချစ်ကောမပါဘူးလားကျုံမိမရောက်ခမကြီးခေါ်လို့တွားရှာတယ်ညနေရော ပြန်ရောက်လာမှာပါအကြီးအဆင်ပြေကြရင်မဟုတ်လားအကြီးရေဒီနော်ကအဆင်ပြေတာတက်ကိုလုံနေပါရောဗျာမပြေတာကျုံဗျအိမ်တော်လေးပါလေးပြုတ်ဖို့တွက်ချက်ပြီးလုံပေးကြပါအောင်ဗျာဒီရွာမှာမိမမရတာဆိုလို့တကြီးအင်ရ6ပေါက်တော့နဲ့ကျုံနေပဲကြံတော့တာဗျမအောင်စကားကြောင့်အားလုံးရေမောသွားကြတယ်ကဲ ရဲလို့ဝါကြရဲပြောရအောင်မေဖွားတို့တွေခီးထွက်ကြရမေကွအကြီးနောက်ခံရောက်လာရဲဆိုကနေကတခုခုတော့ထူးနေပြီလို့ထင်မိသားဗျဒီတစ်ခေါက်ခီးကကြာမလာကြီးအေးကွ ရှင်းရလွယ်တော့ရက်ပိုင်းမို့ဒါပေမဲ့ရှင်းရခန့်တော့တမျိုးပြောင်စဉ်းစားရအောင်မှာပဲမောင်တို့ရဲ့ဘဲနဲ့လေမောင်ရင်ကလိုက်လို့မှဖြစ်ရလားလိုက်လို့ဖြစ်ပါတယ်အကြီးရဲ့ကျုပ်ကကြာမလာမိတာပါဗျကျုပ်အိမ်လည်းအကျိုးကြောင့်လေတော့ပြောရအောင်မယ်လေဗျာအင်း ဒီလိုဆိုအခုသွားရမယ့်ကိစ္စအောင်အရင်ပြောပြပါအောင်မယ်လို့ဆိုကဒေါနော်ခန်းဒီခီးစဉ်အကြောင်းအားပြောပြလေးထိုခါမှမောင်တို့နဲ့မောင်တို့လည်းနားလည်သွားကြတယ်စိတ်ချရင်မနေ့ပြန်မိုးလင်းတာနဲ့ကျုပ်တို့ဒီချမ်းရှိကိုအရောက်ဖြစ်စေရမယ်ဗျာအေးပါကွယ်ဖရာတရားလေးလည်းလောက်ကြအောင်နော်ဒီတစ်ခေါက်ကိစ္စအရေးကြီးတယ်ကွဟုတ်ကဲ့အကြီးဒေါနော်ခန်းကမောင်တို့တို့ကိုတီချာမှလေးဒါနဲ့မင်းတို့အကြီးရောဘယ်မှာကြံခဲ့ရလဲဟော့ အကြီးကအကျုပ်ကိုလာပြောပြီးပြန်သွားတာပဲဗျ။ကျုပ်ကတော့ကိုယူအောင်ဝင်ခေါ်လာရသည်။ဒါအကြီးကအခုထိပြန်ရောက်မလာသေးဘူးလားဖွားရဲ့။အဲ့ဒါသာကြည့်တော့နော်ခဲ။ညီမောင်ရွာတဲ့ခိုင်းကိုမခိုင်းချင်။ဘယ်မျိုးဝင်နေတယ်လဲမသိပါဘူး။ညီတူမရှင်ညိုသာအရင်ခေါ်စမ်း၏။အကြီးနေနေကျုပ်သွားခေါ်ပြီးမယ်။မောင်တိုးကရှင်ညိုသွားခေါ်ပြီး။အဖကျုပ်ကိုခေါ်ရဲဆို။အေးတမီးညီကြီးကတော့ဟင်းချက်ရမှမေ့ပြီ။ရွာတဲ့လဲနေပြီထင်တယ်။ ီမနက်တော့တမိပဲမီးဘိုတဲ့ဝင်ပြီးအဆင်ပြေတာဝင်ချက်ဆန်း၏ဟုတ်ကဲ့ပွားရှင်ညိုလည်းမီးဘိုတဲ့ဝင်ကြီးရောထမင်းတအိုးသားချက်ထားတီကိုတွေးလိုက်တယ်ဟိုဒီမွေးနောက်ရင်စက်သားများရေးစည်းထားတီကိုမြင်လျော့ချက်ဖို့ပြင်ဆင်ရတော့တယ်ရှင်ညိုငါတို့ဘာကူရမလဲဟာကိုကြီးတို့လိုကူချင်ကိုပြစ်မှာမကြီးသည့်အတင်ထိုင် မကြီးသည့်ထားမှုသာကျုပ်ကိုကူပဲဟင်းကကျုပ်ချက်လိုက်တော့မယ်အေးအေးအေးမောင်တို့နဲ့မောင်လည်းမကြီးသေးများကိုရေးသေးပြီးနေုပ်စုံလိုက်ထောင်းမှုပြင်ကြလျက ရှင်ညမလည်းမီးပိုတဲ့၌ဟင်းချက်ပြုတ်နေခဲ့ပြီးအတော်လေးကြာမှတောင်းဝင်းပြန်ရောက်လာခဲ့။ဟဲ့တော့နော်ခဲတို့ရောက်နေအောင်ကြုံမိနေရ။ဟင်းမချမ်းရသေးဘူးပဲ။ဒေါ်နော်ခဲကိုမြင်လေမှတောင်းဝင်းသတိရသွားလေ။မီးပိုတဲ့အပြေးသွားတော့ရှင်ညိုနဲ့送လေ။ကြက်သားဦးလည်းကြက်ပြီးအကြီး။ကျုပ်တို့မကြီးသေးတောင်လည်းရပါပြီခမားလို့ရှင်ညိုနဲ့မောင်တို့ရွာဖြေးလေရော့။တောင်းဝင်းမှအာနာပြုံးလေးဖြစ်ဒေါ်နော်ခဲကိုကြည့်ရော့။ဒေါ်နော်ခဲမှပြုံးရင်းနေချိုင် ဝါမင်ကျတော့စလိတ်ကြီးကိုဖွာရှိုင်ရင်ဒွန်ဝင်းကိုစိုက်ကြည့်နေပြီးဒိုကြီးကြောင့်အနီးရခက်နေရှိုင်ဒွန်ဝင်းမှာမိဖို့တဲသို့သာ ပြန်ဝင်သွားရလီမိဝင်ညီကြက်ကြက်တတိတာကလေးလည်းမဟုတ်ဘာမဟုတ်နဲ့ကျုံမိသွားလို့ပါမေရဲ့နောက်မဖြစ်စေရပါဘူးဝါမင်စင်ကကျင်းနေရောဒွန်ဝင်းမှာလေတန်တူတူနေပြင်းဖြင်းရှိုင်တူတူဖြင့်နောက်တနေ့နန်းနန်းနိုင်ဝါမင်ကျင်းတို့ခီးထွက်ဖို့ပြင်ကြရော့မောင်တို့ဒီချင်းတော့အရင်တင် ဟုတ်ကဲ့ကြီးဘာ ਈ လဲဗျဟဲ့ဘာမှလဲနင်တို့လမ်းမှာချက်ပြုတ်စားဖို့ပေါ့အမေအကြီးလေးတန်းမနေရနဲ့နည်းနည်းမှမတူပါလားဗျဟဲ့မသားကတူတူပြောစမ်းဘဝငါ့ကိုအမြင်ကြည့်သေးရမဟုတ်ဘူးတော်ဝင်စကားကြောင့်မောင်တိုးမှာပါဇက်ပိတ်သွားရိုင်းတမီးရှင်ညိုသွားကြဆိုဤညီးပစ္စည်းတွေရောအဆုံပါရဲ့လားပါပါရဲ့ဖွာကဲမိညက်အကြီးတို့နဲ့လိမ့်လိမ့်မမနေခဲ့နော်ငါပြန်လာရင်ဘာတရေမှမကြားကြဘူးစိတ်ချပါကြီး ကျုံအရင်နောက်ဆန်တရားမယ့်ကိစ္စမလုပ်ပါဘူး။မိညက်ကိုပဲအက်ခဲရတော့မှာပဲ။ညီအကြီးမိဝင်နဲ့ညီညီမတို့ကြည်ပြီးထားစမ်းမှာ။ရွာထဲလည်ပြီးအိမ်မကန့်ဖွားကိုပြန်ပြော၏။ဒီတခါတော့ဒင်းတို့သားမျိုးထီထီမိမိအပြစ်ပေးရလိမ့်မယ်။ဟုတ်ကဲ့ပါ။ဒေါ်ဝင်းနဲ့နန်းချိုင်တို့မှာတိတ်ဆိတ်နေကြတယ်။မြမလေးမမတော်တော့မယ်နော်။လမ်းမှာဂယူးစားအောင်နော်မမ။နန်းချိုင်ကရှင်ညို့ဖက်ပြီးပြောချင်။မမကိုစိတ်ကြမမဘီမှာအဖွားတို့ကိုကြီးတို့တို့ရှိတယ်။ မမပြောထားရင်နော်မမမရှိရဲ့ချင်းအိမ်ကိုဆောက်ရှောက်ပေးရမှာညီမလေးတာဝင်မယ်ဟုတ်ကဲ့ပါမမရဲ့ညီမလေးလိန်ပါမှာပါရှင်ညိုလည်းနန်းကြိုင်ကောင်းလေးကိုလက်ဖြစ်အသာပုတ်ပြီးနွားလေးပေါ်သို့တက်လျော်တယ်လက်အထက်၌ဘွားမင်းစိန်နဲ့ဒေါ်တော်ခန်းတို့ကရောက်နေကြပြီဖြစ်တယ်ကဲမိဝင်အမေတို့သွားမယ်ဟုတ်ကဲ့မေကျူးဆိုင်ကြအောင်နော်ကျုပ်တို့လည်းသွားပြီပြိုရွာထဲလည်းမနေကြနဲ့လေသာတိဖွားစီကအပြည့်ပေးခံရမယ်ဆိုတာလည်းမမိကြနဲ့ မျက်စီရနားတွေကရွာတဲ့အနှံ့ရှိရဲ့တတိထားကြတော့ပြုံးလို့မောင်တို့ကနွားလဲမောင်းထွက်ရင်အော်ပြောခဲ့လေရတောင်ဝေးမှာမောင်တို့ကိုမတာလီလို့သာ ခက်တူတူဆဲနိုင်ဆိုင်ထို့သောဖြင့်တောင်ထွန်းရွာမှာထွက်လာခဲ့ပြီးနောက်ဒေါ်နော်ခန်းညွန်ကြိုင်ခီးစဉ်အတိုင်းလာခဲ့ကြရာနေတပိုင်းပင်ကုန်တူပြီးဖြစ်တယ်ရှိမှခဏနားကြရအောင်ဗျဘိုက်တွေလည်းစားလာပြီးဘာရဲ့နေလေစားစားကြတာပေါ့ကွယ်မောင်ရင်တို့အကြီးကထမင်းထုတ်တွေထုတ်ပြီးလိုက်တယ်မဟုတ်လား ထုတ်ပေးလိုက်တယ်ဖွာနွားတွေလည်းနားရင်ကျုပ်တို့လည်းထမင်းစားနားကြတာပေါ့အရင်ရတဲ့တစ်ပင်အောင်နားရဲ့နွားလေးကိုရှက်လိုက်တယ်ချိန်မှရှောင်းရှိရဲ့နွားတွေအတွက်ရေသွားခတ်တားလိုက်အောင်မေဟိရေပေါင်းလေးကင်ပြီးချောင်းစီကိုမအောင်ကရေသွားခတ်တယ်ရှင်ညွားတော့လဲပေါ်၌ခင်းထားတဲ့ဖြာချံအားဆွဲယူပြီးမြေပေါ်၌ခင်းပေးလိုက်ရာဖွားမေစိန်တို့ကဝင်ထိုင်ကြလေပြီးနောက်လူဆောင်လျော့တောင်းဝင်းထည့်ပေးလိုက်တဲ့ထမင်းထုံများကိုဖြီးစားရင်ခဏအနားယူကြရ යි နေရပူတော့နွားရီလည်းပင်ပန်းရှာမှာပဲဖွားမေစင်ကပလမကန်တိုင်းမျက်စားနေရင်နွားရုကိုကြည့်ရင်ပြောလေဖွားရဲ့သားမောင်တို့ကသူ့နွားတွေတိတ်ကူးဆိုင်တာဒီကောင်ကြီးတွေရဲ့လုံးဘက်ကိုလည်းကြည့်လေဖွားရဲ့ထွားထွားချမ်းချမ်းကြီးတွေဒီကောင်တွေကတခင်ကောင်းတော့ဒန်လေတိတ်ခံနိုင်တာမောင်ကမောင်တို့ရဲ့နွားတွေကိုကြည့်ရင်ချီးကျူးလေမောင်တို့ကတော့သူ့နွားကြီးများကြည့်ရင်ပြုံးနေကဲကဲနားလိုဝါကြရင်လည်းခီးဆက်ကြတာပေါ့မိုးမချုပ်ခင်အရသွားပြီး နီးရရွာမှာပဲတဲကြတာပေါ့အမေကြီးရဲ့တဲဖို့အဆင်ပြေအောင်မတွေ့ခဲ့ရင်တော့လမ်းမှာပဲညအိတ်ကြတာပေါ့ဒွန်တော်ခဲရဲ့စကားကြောင့်ဘောင်တိုးတို့လည်းလွားရီကိုလှဲလိုက်ပြန်တက်ပြီးခီးဆက်ဖို့ပြင်ကြရယ်ခီးဆက်လာကြရင် အချိန်ကညတော့ပင်ရောက်လာခဲ့တယ်အကြီးကြည့်ရတာရွာတော့မတွေ့နိုင်တော့ဘူးဗျကျုပ်တို့လမ်းတွေအိတ်ရမယ့်ပုံပဲလမ်းတလျှောက်ရွာဟူ၍မတွေ့ရကြောင့်မောင်တိုးကပြောလိုက်ခြင်းဖြစ်တယ်ဟောမီးရောင်တွေ့ရဲ့ဟာ ကြည့်ရတာရွာထင်တယ် ညအမောင်တင်၌လာရောက်အာကိုပြင်မောင်းလာကြရာမြေလာရရင်မိအောင်တချို့ကြောင့်မောင်အောင်ကဝမ်းသာအားရပြီးအော်ပြောလျော်တယ်။ဘွားတော်မတဲကျင်လာတော့ကွလမ်းတင်ဖြစ်တယ်လို့အိတ်ကြတာပေါ့။ဘွားကလေဗျာခီးရရှိအောင်ပါဆိုတော့ဒီလိုတွေ့ရဤတော့ဘွားတို့တွေပြင်ပန်းမှာပေါ့ရှေ့မှာရွာတွေ့နေပြီပဲဗျာအကျိုးကြောင့်ပြောပြီးတင်းကြရအောင်ဗျ။မောင်အောင်စကားကိုဖောင်းမိန်စင်ကပြန်၍မပြောလျော်မောင်တို့လည်းရှေ့၌မြင်နေရရွာစီကိုမောင်းလာခဲလိုက်တော့ ရွာမီးလဲထွန်းမထားပဲတိတိတသာလင်းနေရဗျလာရောင်ကြောင့်များဒီလောက်လင်းနေရလားမသိဘူးရော်ရဲတို့လဲမောင်းဝင်လာတော့ခြံထဲ၌ထင်းကုန်နေကြသူများပေါက်ပြားဖြင့်မြေကို တူးဆွနေသူများကဖောင်းမိန်စိန်တို့လှမ်းကြည့်ရင်ကလေးကိုနှုတ်တိုင်နေသောမိမကြီးနဲ့စော်ကစားနေတဲ့ကလေးများကိုရှင်ညိုလှမ်းကြည့်နေရွာရဲမဝင်နေတော့မောင်တို့နွားလေကိုပြန်လဲကြည့်ဗျာဘာလို့လဲကြည့်ဒေါ်တော်ခန့်ပြောလျော့မောင်တို့ကပြန်မိရဲ့အရင် ။လာရလန်းတိုင်းတော့ထွက်လို့ရမယ်မထင်ဘူး။ဒီလန်းတန်းတန်းမောင်မီပြန်ထွက်ရမယ်လားရှာမရလိမ့်မယ်ထင်တယ်။ရှင်ညိုကသူမတို့ဝင်လာရရွာလန်း၌ရောက်နေကြတဲ့လူများကိုကြည့်ရင်ပြောလေ။မောင်တို့နဲ့မောင်အောင်ကတော့နားမလည်ဖြစ်လို့နေကြတယ်။နောက်ခန့်ညီနဲ့ရှင်ညိုကတာဝန်ယူလိုက်။ဖွာအရှိကိုတာဝန်ယူမယ်ဤ။ဟုတ်ကဲ့ပါ။ကိုကြီးတို့နောက်မြ мян မှာဒါလူတွေရဲ့ရက်ရွာမဟုတ်ဘူးဒီရွာမကောင်းဆိုးဝါးရွာပဲသူတို့တွေကြုတ်တော့အနေရပြီးရောမယ်ဟေးအမလီ ဖျားဖျားမသိလို့ပါဗျာရှင်ညို့စကားကြောင့်မောင်တို့နဲ့မောင်အောင်မှာတောက်လန့်သွားတယ်မောင်အောင်ကသူ့ရဲ့ငှက်ကြီးတောင်ထားထုတ်ပြီးအစ်စ်ပြင်းနေရတယ်ထိုချိန်လှဲနောက်မိလိုက်လူသားမှန်ဟန်ဆောင်ထားတဲ့မကောင်းဆိုးဝါးတို့သည်သူတို့ရဲ့မူလအသွင်ကိုပြောင်းကခြေလျားရှင်ထက်သောလက်သေးတို့ဖြင့်ရှင်ညို့တို့အားကုတ်ဖဲ့ဆွဲချဖို့ကြိုးစားကြရာရှင်ညို့ကသူ့ရဲ့အင်းဆက်ကူများဖြင့်တိုက်ခိုက်ရသလိုဒေါနော်ခန်းသည် သူ့ရဲ့လက်ဆွဲတော်ကြဖို့ဖြင့် အဆက်မပြတ်ရိုက်ချနေရတယ်။တစားစားပုံများလာရင်မကောင်းစိုးဝါတို့မှာလဲနောက်မိနိုင်အပြေးလိုက်လာရင်တိုက်ခိုက်ကြလေ။ရှင်ညိုညီရဲ့ကိုခန့်ဆွမ်းအရီထိန်ထားထုံမတုံးနဲ့။ကဝေရာစာနဲ့တိုက်တဲ့အချိန်မှာထုံတုံးရမယ်ဤ။ဒေါ်နော်ခန့်အရှင်ညိုသတိပေးလေ။ရှင်ညိုလည်းမိမိရဲ့အစွမ်းတို့ကိုမတုံးလီပဲ။အေးစက်ကများဖြင့်ပြစ်ပေါက်ပြီးဂါရာများရွတ်လီရောမကောင်းစိုးဝါတို့မှာလောင်မီးကြပြီးဆက်၍မလိုက်နိုင်ကြတော့ပြီ။ရှိမှလမ်းတွေပြီ ဒါရွာပြင်ထွက်တယ်လမ်းပဲဖြစ်မယ်။ရွာပြင်သို့ရောက်တော့ပြီ။ဂျိုးချင်းကလေးဟန်ဆောင်ထားတဲ့မကောင်းဆိုးဝါတို့သည်နွားလေးအရှိမခုံကဝင်လာကြရာမောင်အောင်ကအစ်ပြင်ထားတဲ့ဓာပြေခုတ်ချလျော်တယ်။ကျုံတော့ကတ်တွင်နေကြပြီဗျ။မကောင်းဆိုးဝါနှကောင်မှာနွားများအပေါ်တက်လျော်နွားတို့မှာထိမ့်မနိုင်သိမ့်များဖြစ်ကုန်ကြတော့တယ်။ဓာပြင်မကောင်းဆိုးဝါတကောင်ကနွားကိုသူ့ရဲ့အဆွဲချွန်ချွန်နှုတ်ဖြင့်ကိုက်လျက်အခါဖွားမိစေရသူ့ရဲ့တောင်းဝေးကိုလဲပေါ်သို့စောင့်ချလိုက်လျော် မကောင်းဆိုဝါတို့သည်မိဘွားများအသွင် လွင့်စင်ကားထွက်သွားကြလေ။ကြံမကောင်းဆိုဝါတို့လည်းဆက်၍မလိုက်ရဲကြတော့ပင်နေရာ၌သာရက်ပြီးကြံရီခဲ့ကြ၏။သူတို့သည်ဖွားမယ်စင်တို့နွားလေးအားမကြည်မနှက်ဖြင့်လှမ်းကြည့်နေခဲ့။ရွာပြင်သို့ရောက်မှမောင်တို့တို့မှအသက်ကိုရင်းရင်းရှူရဲကြ၏။ရှေ့မှာရက်လိုက်တော့ကွ။ဒီညတော့ဒီမှာပဲအိတ်ရတော့မှာပဲအမလီမအိတ်ရဲပါဦးရှိရဲ့နည်းနည်းလေးဝေးမှာလှဲထားရအောင်ဗျာကျုပ်တို့တော့မကောင်းစိုးဝရွာနာမှာ စိတ်ချလက်ချမအိပ်ရဲပါဘူးဘဝမကြည်နဲ့နေကြတုတို့ထက်လာရန်ပြူမှာဒုက္ခပြမောင်တို့ပြောဟုတ်တယ်အရှင်နည်းနည်းလောက်လမ်းမှာနားကြတာပေါ့မောင်တို့စက်တာမောင်းတော့ဟိမောင်ကလည်းမောင်တို့စကားထောက်ခံလေရွာလေးကိုမကောင်းဆိုးဝါးရွာနဲ့အတော်လေးဝေးနေတော့မှနားဖို့ရက်ကြတယ်ကဲဘွားတို့ကတော့လိမ့်အောင်ဖျားခင်းပြီးအိတ်ကြပြကျုပ်တို့ကတော့မီးပုံပြီးစောင့်အိပ်ပေးပါမယ်။မောင်တို့ကဖွားမိန်စင်တို့အိပ်ဖို့နေရာချပေးရင ရွာရီကိုတော့မလန်မကန်နိုင်ငုံရိုက်ပြီးချီထားလိုက်တယ်။ဘွားမေတရားမကောင်းစွာကြိုက်ခံရရင်နွားရဲ့အနာအားသူ့ရဲ့ရေမှန်ဖြစ်ပုတ်သက်ချလျော့ထိုအနာသည်ချက်ချင်းပင်ပြောက်ွယ်သွားခင်ရော်တယ်။မန်တိုးနဲ့မောင်တို့ခမမီးပုံနှပိ၌ကွကွေလီလှဲအိတ်နေကြရင်ဖျားစာမြောင်ရွတ်စိုကအိတ်ပြော်ပေါ်ကြိုးစားကြလေ။အိတ်ပြော်စီပေါ်ကြိုးစားတော့လေမျက်လုံးအတွင်းမှာမကောင်းစွာတို့ရဲ့ပုံပန်းတရံတို့ကိုမြင်ရောက်ရင်တတော်နဲ့ပင်အိမ်လိုမရခဲ့ကြပါဘူး။ နောက်ဆုံး၌ခီးပင်ပန်းထိုင်အရှိန်ကြောင့်သာငိုင်မီးလာကြရင် အိပ်ပျော်သွားခဲ့ကြတယ်။ထို့သူဖြင့်ဖွားမေစိန်တို့တွင်ကဝေရာဆောင်နှိမ်နှင်းမဲ့ခီးစဉ်ရဲ့စာစင်တစ်ကိုအဆုံးတတ်လိုက်များစီရှိဆက်လက်ပြီးထင်မထားသောဇလန်းပုံစံများပညာပြိုင်မှုများအပြင်ရှင်ညိုးဆိုတဲ့ဇက်ကောင်လေးရဲ့စိတ်ဝင်စားပွဲပုံရိပ်လေးများကိုပါမျက်စိနဲ့မြင်နေရသည့်အလားတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ပေးကြပါအောင်ရှင်။နားစင်အပီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်း 这是特别定时拍摄。